စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအကြောင်းဝါရဖြန့်ရိုက်ကူးထားတဲ့ဇလန်းတုံနဲ့ဇလန်းမှာပါဝင်သရုပ်ဆောင်ထားတဲ့အမှုပညာရှင်တွေကိုတော်လန်အမှုပညာရှင်တွေမြို့ပြအင်အားစုတွေနဲ့ပြည်သူတွေကပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။ဒီသတင်းကိုတော့ဝေဝေပေးပို့ထားပါတယ်ရှင်။၂၀၂၁ပြဿနာတွေဖြစ်တော့ငါမြို့တော်ကသတိရလိုက်တယ်။ကျွန်တော်နေဆက်ရောက်သွားပြီလို့ထင်နေရမှလား။ပုံမှန်လေးနဲ့ပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံ နိုင်ငံရေးကြောင့်တခုလည်းမဟုတ်ဘူးစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကြောင့်ဝါရဖြန့်ရိုက်ကူထားတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်တို့နဲ့ဇလန်မှာပါဝင်သေးဥဆောင်ထားကြတဲ့နေတို့မြင့်မြတ်နေဝင်းအေချမ်းမောင်မေမြင့်မုံနဲ့ချူးလေးတို့အပါအဝင် အောင်ခိုင်းငပြောကျော်စားတဲ့စပိုးဆက်ရက်တွေအားလုံးပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာမှຫນွေဦးတော်လည်ရေးအစားအာနာရှင်ပြုတ်ကြရေးမှလက်သုံးချောင်းထောင်းဆန့်ကျင်ပါဝင်ခဲ့တဲ့ရခိုင်တိုင်းဒေသ တရုတ်ဆောင်နေတိုးကပို့ပြီးဝေဖန်ခံနေရပါတယ်ကျွန်တော်ဒီဇလန်ဆက်ညှိုးရေးတဲ့လူပေါ့နော်ဒီဇဒီစကလုံးနေရေးတဲ့လူကျွန်တော်ကျွန်တော်ထင်တာပေါ့နော်ခင်ရီတို့ဘူးလက်လာစီလို့မြန်ဖြစ်မလားလို့ဒီလိုအတုံးလိုက်အတက်လိုက်စကလုံးတွေနဲ့ကျွန်တော်တို့ဟိုဘက်လွန်ခဲ့တဲ့နှစ်340လောက်ကဟိုပါပီမလိုဟာမျိုးကြီးထက်စိုးတဲ့ဟာကြီးတွေ့ရတော့အရန်အံ့ဩတယ်ပေါ့နော်နေဝင်းတို့အဲရှေ့မှာဒီဒီကားထဲမှာပါတဲ့မြင်းမြတ်တို့ဒီကောင်တွေကတော့ကျွန်တော်တို့က ဟိုနိုင်ငံကြီးမှာတိုက်ဆိုင်တာမရှိတဲ့အတွက်ဒီကောင်တွေကဓာမျိုးဝင်ပြီးတော့ပျော်ပျော်ကြီးလှုပ်ရတော့မယ်ဆိုတာကျွန်တော်သိတယ်ဗာအထူးထွေ ပြောချင်တာကတော့နေတူအရန်ဒီကားမှာဟိုတည်တည်ချာချာပျော်ပျော်ကြီးပါပြီးတော့ဒီလိုစကလုံးနေနဲ့ဝေးရဇာတိနေရာမျိုးမှာဒီလောက်လေနေနဲ့နေနေစဉ်နေတိုင်းနီးနီးဘုံကျဲနေကြတယ်နောက်စစ်ဘေးရှောင်ပြည်သူတွေအများဆုံးပြောရမယ့်ဟာမျိုးဖြစ်နေကြတော့ဒီကောင်ဒီကားမှာပျော်ပျော်ကြီးပါတာတော့အံ့ဩတယ်ဒီဘေးကိုကျွန်တော် ဒီနေရာပြောချင်တာတော့ဒီဘက်ကိုပြည်သူတွေနဲ့ထတ်တူဒီဘက်ကိုစောက်ရမ်းမုန်းနေပေါ့နော်ဇလန်းနဲ့မှာရွေးကောက်ပွဲအတွက်မဲဆွယ်စီယုံတဲ့ dialogue တွေပါဝင်တော်လိုင်းသမားတွေကိုတယောလောင်ပြောင်းတာတွေကိုပါထည့်သွင်းပုံဖော်ထားတာကြောင့်ပါဝင်ထားတဲ့သရုပ်ဆောင်တွေအားလုံးကနာမည်အသေးခံပြီးလူလူရဲ့အမုန်းတွေကိုခံယူသွားကြတယ်လို့အာနာမသိန်းခင်က MRTV4 ဇလန်းအတွဲတွေနဲ့ပြည်သက်ရရှိထားခဲ့တဲ့သရုပ်ဆောင်ထက်မြက်ကလည်းဝေဖန်ပါတယ် ဒီဝါရပြန်ကားမှာပါသမျှလူတွေအကုန်လုံးကျွန်တော်မေးချင်တယ်တကူကြီးစင်ပြေဖို့အတွက်နဲ့စစ်တပ်ခိုင်းသမျှလုပ်နေရတာမရှက်ဘူးလားချီမန်တီရဲ့နဲ့စားရတာမယုံဘူးလားလို့မေးချင်တယ်အဲသူကတော့ပြောမှာပဲသူတို့ဘာနဲ့ချုပ်ကင်ထားတယ်ညာနဲ့ချုပ်ကင်ထားတယ်အကြောင်းပြချက်တွေပြီးမှာပဲဒါပေမဲ့ဗျအခုအမှန်တရားကိုသိတဲ့ပြည်သူတွေတကယ်ခံစားနေရတဲ့ပြည်သူတွေကသူတို့ဘလောက်ယွံသွားမလဲသူတို့ဘလောက်မုန်းသွားမလဲသူတို့ကတော့လူအသေးမခံရဲတော့ နာမည်အသိခံသွားတာတော်လိုင်းအစကာလတွေမှာတော့အဲဒီသေုပ်ဆောင်တွေဟာအနာရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီးအခုလိုအချိန်မှာတော့စစ်တပ်ဘက်ကနေပြပြတသားယက်တီပြလိုက်တာဖြစ်လို့လူမှုရေးပြစ်ဒဏ် social punishment လောက်ကြောက်ဖို့ကိုမျိုးပြဒေါ်လာအင်အားစုတစ်ခုဖြစ်တဲ့ရေဝဲဖွဲကလည်းတိုက်တော်မှာတယ်အခုဖြစ်ရဟာပြည်သူလူထုနဲ့နိုင်ငံတော်တစ်ခုလုံးကိုလောင်ပြောင်းတရော်တဲ့အနေထားပါမျိုးဒေါ်လာရေးအနေနဲ့အစမှာတော့ လူလူနဲ့အသားလေးရှိပါမယ်ဆိုပြီးတော့တရုတ်ဆောင်ကောင်းကောင်းနဲ့ဟန်ဆောင်ခဲ့ကြတဲ့သူတွေရဲ့အပုတ်တွေကအခုအချိန်ဒီလူကာလရောက်မှပေါ်လာတယ်ပေါ့နော်လူလူဘက်မှာရှိနေတရောင်ရောင်နဲ့လူလူကိုတစ္ဆောလောင်ပြောင်ပြည့်ရဲ့ပြူတာကပို့ပြီးတော့ခံပြင်းလုံးပါတယ်လူလူနဲ့နိုင်ငံတော်ကိုလောင်ပြောင်နဲ့ညီသူမဆူလူမှုရေးပြစ်ဒဏ်ထိထိရောက်ရောက် ခတ်ဖို့လိုအပ်ပါမယ်လူအတိုင်းဝိုင်းလူအဖွဲ့စည်းရနေပြီးတော့ဖဲချင်းနှင်ထုတ်ဖို့လိုအပ်ပါမယ်လို့ရေဘွယ်ပြည်သူအချုပ်ပြုလူငယ်အဖွဲ့စည်းရနေပြီးတော့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာဇလန်းဇညွန်ဒရိုက်တာဆရာရီကိုမဖော်ပြထားပဲခစ်သမိုင်းဒုက္ခမရဝန်းမှာစီစဉ်တင်ဆက်တည်လို့သာဖော်ပြထားတယ်အဲ့ဒီဝါရပြန်ဇလန်းဟာလက်တွေ့မြေပြင်အခြေအနေတွေနဲ့လည်းကွင်းကွာနေပါတယ်ဇလန်းတစ်ခုလုံးကအလိညာတွေဖြစ်တဲ့အတွက်အလိညာတွေကိုတရုတ်ဆောင်ထားတဲ့အမှုပညာရှင်တွေကိုပါ လူမှုရေးပြည်တံထိထိရောက်ပေးတဲ့အကြောင်းကိုလည်းပြည်သူတယောက်ကပြောပါဗျာ။အာနာသိအာနာလူထားတဲ့အဖွဲ့ကနိုင်ငံတော်ပုံကံမှုကျူးလွန်ထားတာပဲ။နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့လူကြီးရဲ့ရွေးကောက်ပွဲကိုအားပေးအားမြောက်လို့စီယုံလှုံ့ဆော်တာလေပုံကံမှုကိုအားပေးတာပဲ။နောက်တစ်ခုကသူတို့ပြောနေတဲ့စကားတွေကလည်းအကုန်အမှားတွေကြီးပဲ။ဒီအမှုပညာရှင်တွေပေါ့နော်။ဒီလိုတွေဗလားမမမကန်ပြည်သူဘက်ကမယက်တီပဲနဲ့။ဟလာပြည်သူကိုအလိမ်ညာတွေတင်ဆက်နေတဲ့အမှုပညာရှင်တွေဖြစ်တဲ့အတွက် ဒီအမှုပညာရှင်တွေကိုပြည်သူတွေအနေနဲ့တော်လန်ရေးကိုဟလာဝင်လဲမတိုက်ပေးနိုင်ဘူးတော်လန်ရေးအတွက်ထောက်ဖို့လည်းမလုပ်ပေးနိုင်ဘူးတော်လန်ရေးကိုဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တော့မှဒီအမှုပညာရှင်တွေကိုဝိုင်းကောလုပ်တင်တယ်ဒီအမှုပညာရှင်တွေပတ်သက်သမျှအရာအကုန်လုံးကိုလုံးဝလက်မခံဘူးလုပ်တယ်ဇလန်းထဲမှာတော့နေဦးတော်လန်ရေးဦးဆုံးကာလပုံရိပ်တွေနဲ့စတင်ထားပြီးစစ်တပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်နေတာဟာအမှန်တကယ်ဖြစ်ပွားနေတာမဟုတ်ပဲ ဆိုရှယ်မီဒီယာတွေပေါ်မှာဒါဖြန့်ဝေနေတာဖြစ်ကြောင်းလာမယ့်ရွေးကောက်ပွဲကဒါထွက်ပေါက်အမှန်ဖြစ်ကြောင်းဒေါ်လာရေးလုံနေတဲ့လူငယ်တွေဟာအချမ်းဖက်ပြီးရွေးကောက်ပွဲကိုပျက်စီးရပျက်စီးကြောင်းလုံနေတာဖြစ်ကြောင်းတွေကိုဒါတရုတ်ဖော်ထားတာဖြစ်ပါတယ်လက်တွေ့မှာတော့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကကလေးငယ်တွေပါဝင်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေနေ့စဉ်ဆုံးရှုံးနေကြရတာလည်းဖြစ်ပါတယ်အော်တိုဘာလ24ရက်နေ့အထိပြည်သူပေါင်း8405ယောက်ကြာဆုံးခဲ့ပြီး 2256ရောက်ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်တယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ကျွန်မဝေပါ။